မိမပြည်သူပေါင်းမင်္ဂလာပါခင်ဗျာမိမတော်လန်ထိုးစစ်ရဲ့နောက်ဆုံးရသတင်းများမုံရွာမြို့မှာအိမ်စည်းကားနဲ့ခိုးကြောင်ခိုးဝဲထွက်လာရတဲ့အကြမ်းဖက်စက္ကဆစစ်သားတွေရဲ့တိုက်ခိုက်ခံရတဲ့သတင်းဂျိုးကြာအင်းရွာကရာအိမ်မှုအင်းစင်းတိုင်ကရအစမတန်ခွက်ခေါက်တောင်းကျမ်းနေတဲ့သတင်းအန်ယူဂျီကိုဥပဒေပြဌာန်းပိုင်ခွင့်ရှိတဲ့အစိုးရဖြစ်တတ်မှတ်လက်ခံလိုက်တဲ့ပုတ္တမရဲ့သတင်းအဲထို့သူစက္ကဆရဲ့တီလင်းချုံမှာ ဖန်ဆီးခံထားရသောပြည်သူစတုံးထပ်ပြေးလွတ်မြောက်လာရတဲ့တည်တင်ဒရန်ဂါဤတိုင်း PDF ကုပေါင်းတံများနဲ့စည်ရေးအခြေအနေများအဆရှိတဲ့2025ခုနှစ်ဇွန်လ18ရက်နောက်ဆုံးရတည်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အညာလာပါဟုတ်ကဲ့မုံရမန္တလေးမုံရမန္တလေးလမ်းမပေါ်မှာအိမ်စည်းကနဲ့ခိုးကြောင်ခိုးဝဲထွက်လာရတဲ့အကြမ်းဖက်စစ်ကောင်စီဟာစစ်ကောင်စီစစ်သားတွေကိုတိုက်ခိုက်ရမှာ ဗိုလ်ကြီးတဦးအပါဝင်စစ်ရှုံးကောင်စီရဲ့ရဲဘော်၃ဦးတေဆုံးပြီးတဦးဒဏ်ရာရရှိသွားတဦးထွက်ပြေးလွတ်မြောက်သွားတယ်လို့စစ်ရှုံးကောင်စီရဲ့ကားကိုမြစ်မြစ်ရှို့ဖြစ်စည်းနိုင်ခဲ့ကြောင်း Brit Hot Army BHA တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။အဲဇွန်လ16ရက်နေ့ည17:29မိနစ်အချိန်ကချောင်းမြို့ထူထူအချုံမှုရုံးမှာ အင်စီကားနဲ့ထွက်လာတဲ့အချမ်းဖက်စစ်သားတွေကိုမုံရွာမင်္ဂလေးလမ်းမကြီးပေါ်တော်ပုငပုငပြူရွာပေါ့နော်အနီးမှာဂျမ်းပြတ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီးကားပေါ်မှာပါတဲ့စခွေးကောင်လေးကင်ထားတဲ့ MA1 ပါရီ MAS 9မမစစ်ဗဒမျိုးစားတနက်အရှင်နှစ်လက်နဲ့အတူသုံးလက်တို့ကိုလည်းအတူဖုံးသုံးလုံးတို့ကိုလည်းတင်းစီရရှိရလို့သိရှိရပါတယ်အဲ့ဒီဘွဲမှာတော့ ဘုံကြီးကောင်တော့ဂိန်သွားတဲ့အပြင်သူတို့ရဲ့နောက်လိုက်ခွေးပေါက်စသုံးကောင်လည်းဂိန်သွားတဲ့ပေါ့ဗျာနောက်ပိုင်းဂျိုးကြအင်းရွာယာအိမ်မှုကအစင်းတိုင်ကတွေပုံတောင်းနေပြီးပြည်သူပိုင်ပစ္စည်းတွေကိုပါ ရောင်းချနေတယ်လို့လည်းဆိုပါတယ်နေပြီးတော့ကောင်းစီနေမြေလယ်ဝေးမြို့နယ်ကန်တာအုပ်စုဂျိုးကြအင်းကြေးရွာကယာအိမ်မှုဖြစ်သူဦးမောင်လွင်ဟာ အဲဇင်းတိုင်ကတွေပိုတောင်းနေပြီးပြည်သူပိုင်းပစ္စည်းတွေကိုပါရောင်းချပြီးကိုချို့အသုံးပြုတယ်လို့ဒေတာခန္ဒီစီကယင်ပွင့်ပါတယ်။အဲယာအိမ်မှုမောင်ဝင်ဟာအဲဇင်းတိုင်ကအဖြစ်တူကို9000ကျပ်ကနေ1000ကျပ်ထိကျေးလက်ကောက်ခံရလို့လဲဆိုပါတယ်။ဒါပြင်2024ခုနှစ်ကပျက်စီးသွားတဲ့ဂျိုးချိုင်းကန်တာဆက်တွေ့ရေးချောင်းကုဒရာပြန်လဲပြုတ်ပြင်ဖို့ဆိုပြီး ကျဲလက်ဖွံ့ဖြိုးရေးဦးစီးဌာနကပံ့ပိုးငွေ30ကျပ်ပြင်300ကျပ်ပြင်ပံ့ပိုးငွေ3အကျပ်သိန်းပေါင်းတရာကျော်ပါအတုံးပြူကြီးပြုတ်ပြင်ခဲ့ပေမဲ့ဦးမောင်လွင်ကအဂရိလိုက်စားခဲ့တာကြောင့်တရားအစ်ဟာတလတော်မခံမဲ့ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်အဲ့တော့ကျပ်သိန်းတရာပြုံသွားတာပေါ့ဗျာကျဲလက်ဖွံ့ဖြိုးရေးဦးစီးဌာနကကျေးရွာတောက်သုံးရင်ရရှိရေးဆိုပြီး လှူဒန်းပေးတဲ့စက်ရည်ရင်းတို့အင်ဂျင်ဆက်ပစ္စည်းတွေကိုလည်းယာအိမ်မှုမောင်ဝင်ကရောင်းချသုံးချကိုချို့အတွက်အသုံးပြုခဲ့တယ်လို့ဆိုပါတယ်ဒီတော့အဲ့ဒီလိုယာအိမ်မှုမျိုးကိုလည်းကျွန်တော်တို့ပြည်သူတွေကောင်းကောင်းဆုံးမပေးဖို့လိုအပ်နေပါပြီထို့ကြောင့်လက်ရှိညီငယ်ရဲဘော် PDF တော်လန်စစ်တီပေါင်းတို့ဓာရီကိုလည်းခြေဖြတ်ပေးဖို့လိုပါတယ်ဒါပြင် NUG က ဥပရေပြာတန်းပိုင်ခွင့်ရှိတဲ့အစိုးရအဖြစ်တတ်မှတ်လိုက်တဲ့ပုဒုမဒရင်ပေါ့ဗျာအဲပုဒုမကတော့ပြောတယ်ဗျနိုင်ငံသားတွေလိုက်နာကျင့်သုံးရမယ့်ဥပရေတစ်ခုပြာတန်းတဲ့ဆိုတာတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့အစိုးရသို့မဟုတ်ဥပရေပြုအာဏာရှိတဲ့လွှတ်တော်ကဒါလေအတီးပြုပြာတန်းနိုင်တာပါပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကလည်းပြာတန်းလိုက်တဲ့ အကြမ်းဖက်အာဏာပြည်ဆိုင်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေနဲ့ပတ်သက်ပြီးအဲမြောင်းမြန်မာပေါ့ဗျာအတက်နိုင်ဆုံးတော်ဆုံးနိုင်ငံရေးပရောဟိတ်မှကြီးပြစ်ခတ်ယူထားတဲ့ပုဒုမာက NUG အစိုးရဥပဒေအစိုးရကိုဥပဒေပြဋ္ဌာန်းပြိုင်ပြဋ္ဌာန်းပိုင်ခွင့်ရှိရဲ့အစိုးရဖြစ်တမန်လက်ခံလိုက်တာဗျာအစိုးပါဥပဒေကိုဖျက်သိမ်းပေးဖို့ဒုမုံဆိုင်းငံ့ပေးဖို့ NUG အစိုးရကိုတောင်းဆိုသွားပါတယ် အဲပိုပြီးထူးခြားတာကစိုင်းငံ့ပေးဖို့ဆိုတဲ့စကားရပ်ပါဥပဒေကတော့အတည်ဖြစ်ပြီဖြစ်သိမ်းလို့မရတော့ဘူးဆိုရင်တောင်ဒီဥပဒေကိုချက်ချင်းအသုံးမပြုဖို့စိုင်းငံ့ပေးပါလို့ဆိုလာခြင်းဖြစ်ပါတယ်တနည်းအားဖြင့် energy အစိုးရရဲ့အာဏာစက်ကိုသဘောပေါက်နားလဲအသေးမှပြုတ်လိုက်တဲ့သဘောဖြစ်ပါလေဒီတော့ရန်သူဘောမတွေနေနဲ့စက္ကဆရဲ့ကြာဆုံးခန်းကို ကောင်းကောင်းသဘောပေါက်နေပြီဖြစ်တယ်ဆိုတာကိုတက်တင်ပြနေတာပါပဲအဲဒီတော့စကစဟာတနက်ကင်ပြီးမရဲတဲ့ကောင်ထွက်ခဲ့ဆိုတဲ့စကားဟာအခု၄နှစ်သားပဲရှိသေးတဲ့ PDF ညီငယ်တွေကပြန်မဲနေပြီနော်အချိန်ခါလဲရောက်သွားပြီမင်းတို့မရဲရင်ထွက်ခဲ့ပြည်သူကိုမထိနဲ့တနက်တနက်ချင်းဓာတာချင်းရှင်ပြန်ရဲရင်ပေါ့ကွာလို့ဆိုရတော့မှားပါအဲနောက်ပိုင်း ဒီမကွေးတိုင်းထီလေးမြို့ချုပ်ခန်းကနေပြီးတော့စစ်ကောင်စီကဖမ်းဆီးချုပ်နှောင်ထားတဲ့ပြည်သူစစ်တုံးထွက်ပြေးလွတ်မြောက်လာတာကိုလည်းအင်မတန်ဝမ်းသာအားရဖြစ်မိပါတယ်ပြည်သူတွေကိုစားမြောက်ထွက်ပြေးလွတ်မြောက်လာကြောင်းဒေသကတရင်းမြက်ကသိရပါတယ်အဲ့ဒီတွေလည်းဝမ်းသာပါတယ်အဲဇွန်လ19ရက်နေ့ညပိုင်းကထွက်ပြေးလာသူတွေကစစ်တပ်စစ်ကြောင်းထိုးစဉ်ပေါ်တာဆွဲခံရသူတွေနဲ့ တော်လန်ရေးခံယူချက်ကြောင့်စစ်ကောင်စီဖမ်းဆီးခြင်းကိုခံခဲ့ရသူတွေလို့သိရပါတယ်။ထီလီမျိုးအချုပ်ခန်းကနေပြီးတော့ပြည်သူများလွမြောက်လာတဲ့ကောင်ဒေရကံကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကလည်းအတည်ပြုပြောဆိုပါတယ်။အဲစစ်ကောင်စီစစ်ကောင်စီစွန့်လွတ်လိုက်ရတဲ့ချင်းပြည်တောင်ပိုင်းမြို့နယ်မြို့နယ်တွေနီးကပ်ပြီးမကွေးတိုင်းနောက်ဖက်ချမ်းတွင်ရှိသောထီလီမျိုးဟာဂံကောစောကြောက်ထု ကြောက်ထုစဂျောယောဒီသားတွေနဲ့အတူလူသိများတဲ့ထွေအုပ်စင်းများရဲ့2023ခုနှစ်မလကုန်လူဦးရေစင်းရဲ့ရ9000ကျော်ရှိပြီးမြို့ပေါ်နေထိုင်သူဟာ9000ခန့်ရှိပါတယ်နော်တနင်္သာရီတိုင်းရေဖြူမြို့နယ်မှာရှိတဲ့အကျန်းဖက်စစ်တပ်ရဲ့ဂိတ်စခန်း3ခုကိုဗျာ PDF ပူပေါင်းတပ်တွေကပြန်နဲ့ဝင်ရောက်နှိမ်နှင်းလိုက်တာမတာပေါ်လာလေမြခွေးပြေဝပြေလေပြေးရပေါ်ဗျာ ဒီတော့စစ်ကောင်စီရဲ့တပ်သား6ဦးဟာမတားပေါ်သွားတယ်လို့လည်းသိရှိရပါတယ်ထို့အတူ PDF စစ်ပီ PDF စစ်စင်ရဲ့သတင်းမြစ်စံကသိရှိရတာပါအဲဇွန်လ15ရက်နေ့နက်နဲ့9:55မိနစ်ခန့်အချိန်က ရေဖြူမြို့နယ်ကံပေါက်တိုက်နယ်အုံးပင်ကွင်းကျေးရွာအုပ်စုမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုဂိတ်စခန်းဂိတ်စခန်း၃ခုကို ကျွန်တော်တို့ PDF ပူပေါင်းတော်လိုင်းတက်ဖွဲ့တွေကတပြိုင်နဲ့ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါလေ။အဲအဲ့ဒီတိုက်ခိုက်မှုမှာအကြမ်းဖက်စစ်ကောင်စီစစ်ခွေး၆ကောင်ဂိန်သွားတယ်လို့လဲသိရပါတယ်။ကျွန်တော်တို့စီရင်တင်းမာနေတာဆိုရင်နှစ်ပတ်ကျော်ရှိပါပြီ။လျှက်စစ်မီးတွေလည်းပြတ်တော့ထားပါလေ။တလားပြေတော့မယ်။ပြည်သူလူထုတွေထွက်ပြေးနေရတာကလည်းနှစ်ပတ်ကျော်ရှိနေပါပြီ။တိုက်ပွဲတွေကတော့ဆက်လက်ပြင်းထန်လေပေါ့ဗျာ။ အဲရေဖြူမြို့နယ်မှာရှိတဲ့အကျန်းဖက်စစ်တပ်နဲ့တော်လာရေးတပ်ဖွဲ့များဇွန်လပိုင်းကစပြီးထိတွေ့တိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်လက်ရှိအချိန်ကြီးတော့စစ်စစ်ပွဲတွေကတင်းပါနေစေတိုက်ခိုက်နေစေဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့လည်းမိမိတို့ရဲ့လုကင်းဟာလုကင်းကြောင့်ရှင်းတန်နိုင်မှုတွေကိုလည်းတင်းရှောင်နေရတယ်လို့သိရပါတယ်ထို့သူကော့ဂရိတ်အင်ဂျင်လမ်းမပေါ်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးစက္ကစတက်ဟာ တေဆုံးမှုအများပြားတဲ့ခွေးပြိုးဝပြင်းပြေးနေရတာပေါ့ဗျာကင်းပြင်းနဲ့ကြုံတွုံးမျိုးနဲ့ကော့ဂရိတ်အင်းကြီးလမ်းပေါ်မှာတိုက်ပွဲတွေပြင်းထန်နေပြီးစက္ကစစစ်သား20ကျော်ဂိန်သွားတယ်လို့လည်းသိရပါတယ်တနင်္လာနေ့ယနေ့ဇွန်လ18ရက်နေ့နာနဲ့ခုနှစ်ရီချိန်ကစတင်ပြီးကြုံတွုံးမျိုးနဲ့ရေပူပိုင်းရမုတ်ဝအနီးမှာအင်းကြီးရွာဘက်ကိုတိုက်ပွဲပြင်းထန်နေပြီးနံနဲ့9နာရီကနေစပြီးတိုက်ပွဲဖြစ်တာဖြစ်ပါတယ် အဲ့ဒီမှာရန်သူစက္ကဆာဟာအယောက်20ကျော်တေဆုံးပြီးတိုက်ပွဲဖြစ်ရာနေရာကနေကြုံတို့ဘက်ကိုလက်နက်ကြီးတွေနဲ့ရန်တန်းပြီးတော့ပြစ်ခတ်နေတာပေါ့ဗျာအဲအဲ့ဒီကခွန်တိုင်ဘက်ကနေဒီမနေ့အစောစက္ကဆာ20ယောက်ကျော်ကြာတယ်တော်လန်တပ်ပေါင်းစုကတော့လောလောဆယ်ကြာဆုံးထိခိုက်မရှိသေးဘူးလို့တော့သိရပါတယ်နက်နက်7နှစ်လောက်ကကြုံတို့စစ်တပ်ကကြုံတို့စက္ကဆာတပ်ကနေကော့ဂရိတ်လမ်းပိုင်းခွန်တိုင်ဘက်ကို အင်အား60ခန့်ခေယံကာစီတက်ပို့လာတယ်လို့လည်းသိရပါတယ်။ဒါပြင်78ရက်နေ့နေ့8:45စက္ကစစနစ်နဲ့တော်လန်ရေးတပ်ဖွဲ့တို့အကြားတော်လိုင်းတစ်ဖက်တို့ကြားစစ်ပွဲဖြစ်ပေါ်မှုမှာလဲစက္ကစဘက်ကနေပြီးတော့ဟောင်းဝန်စာလက်မက်ကြီးနဲ့ပြန်လည်ပစ်ခတ်နေတယ်လို့လည်းသိရှိရပါတယ်။အလားတူဂျမန်နေ့ဇွန်လ19ရက်နေ့ည9:00ခန့်ကလည်းကျုံလို့မျိုးခြေဆိုင်စစ်တပ်နှစ်တပ်နဲ့ ဂျိုင်းတရာအခြေဆိုင်စစ်ကောင်စီတပ်တို့မှ လက်နက်ကြီးတွေနဲ့ရန်တမ်းဗယံမရာပစ်ခတ်မှုတွေကြောင့်ရှိခဲ့တယ်လို့လည်းသိရပါတယ်။ယခုရပိုင်းမှာဆိုရင်စက္ကစတ္တဟာကော့ဂရိတ်အင်ဂျီလမ်းမိုင်းကို ပြန်လဲထိမ့်ချုပ်နိုင်ဖို့ဒိုးစစ်စင်တိုက်ခိုက်နေကြတဲ့ကြောင့်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတာဖြစ်ပါတယ်။လက်ရှိပြင်ပြင်းနဲ့ကော့ဂရိတ်မြို့နယ်မှာဆိုရင် KNLA ဦးဆောင်သောတော်လန်ရဲတပ်ပေါင်းစုတွေကစစ်ကောင်စီတပ်စခန်းတွေကို ထောက်လျှောက်ထိုးစစ်ဆင်ပြီးခွေးတက်ကိုမောက်နေနေတာဟာခွေးတက်ကခွေးပြေးဝပြေးပြေးနေရတာပေါ့ဗျာဟုတ်ကဲ့မိဘပြည်သူပေါင်းလေဘေးဒုက္ခအန္တရာယ်ပေါင်းလေကင်းဝေးပြီးမင်းဆိုမင်းညစ်ဓမ္မအမြန်ဆုံးကင်းဝေးကြပါစေအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆန္ဒပြုရင်းဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ